မဆက်ရှင်းနေမှာကျွန်တော်ငရင်လောက်တာမသိလိုက်ဘူးဘာလို့မသိလိုက်လဲဆိုကျွန်တော်ကားပေါ်မှာကျွန်တော်မန္တလေးသွားတာဟောဟောမန္တလေးကနေခရီးစဉ်တစ်ခုအတွက်လေရင်သွားစီးတာပေါ့လေရင်သွားစီးတော့ကျွန်တော်ဒီမိုင်း230ကျော်လောက်မှာကျွန်တော်ကားမောင်းမိတဲ့ညီလေးကကားမောင်းနေတဲ့လမ်းကသူကဖုန်းပြောရင်းနဲ့သူကဟိုဘွေးရခဏလေးနဲ့ဘင်းပေါက်သွားလို့ ဘိန်းပေါက်တော့ဘိန်းပေါက်သွားလို့ဆိုတော့သူဘိန်းအောက်ကိုစင်းကြည့်တယ်ကြည့်လိုက်ကြည့်ပျံတက်လာဘိန်းပေါက်တော့မဟုတ်ဘူးကိုတဲ့ငရင်လောက်တက်လာမသိဘူးတဲ့သူအဲ့ဒါပဲပြောလိုက်တယ်ကိုတွေလည်းမသိလိုက်ဘူးငါမသိလိုက်ငရင်လောက်တာကိုမသိလိုက်တာအော်လောက်တဲ့ချိန်မှာလည်းစက္ကန့်40ခန်းကိုစက္ကန့်လေးအဲ့တော့ဟိုသူမောင်းနေနေဖြစ်နေမှာပေါ့သူကတော့သိနေမှာပေါ့ကိုကအာယုနှစ်မျိုးဖြစ်နေမှာအဲ့ဒါကျွန်တော်တို့ဆက်သွားတယ်ဆက်သွားပြီးတော့ကျွန်တော်မိတ်တီလာမှာဓမင်းစားတော့အဲ့မှာငရင်သတင်းနေတက်လာအောင်တက်လာအောင်စိတ်မကောင်းဘူးကျွန်တော်အဲ့နဲ့ ချက်ချင်းပြန်လဲကိုပြောတယ်ဟောသူကရှေ့မှာလည်းမဖြစ်နိုင်သေးပါဘူးဘာညာဆိုပြီးတော့ဆက်သွားတော့ပြီးလည်းပြီးတော့342နှစ်မိုင်လောက်မှာမြန်လိုင်းပိတ်ပလိုက်တယ်ပိတ်ပြီးတော့ကြောက်ဆယ်ကနေသွားရမယ်ဟုတ်ကဲ့အဲကြောက်ဆယ်ဝင်တော့မှအဲမှာရင်ထဲမှာထိခိုက်ကြရတယ်ပြီးအကုန်လုံးကအာပြိုတာတွေရောပြီးရမလားပလီတွေပြိုတာတွေတွေ့တယ်ဟိုမှာပေါ့အိမ်တွေပြိုတာတွေတွေ့တယ်ကျွန်တော်သွားတယ်လမ်းမှာပေါ့နော်အာနဲ့ဟို ဆက်ပြီးတော့ဗောနေစိတ်မကောင်းတာနေပဲမန္တလေးကိုထပ်ရဖုန်းတွေပါရောဝင်ဘူးလားအဲ့ချိန်မှာဖုန်းလိုက်ရလေဖုန်းမဝင်ဘူးတခါတလေကြာလို့ရှိရင်ဟိုအရင်လမ်းဆက်တာတော့ရှိတယ်ကျွန်တော်တို့အတန်လေဦးဦးနဲ့သူတို့အတန်မပါမကြဘူးနော်အဲ့ကျွန်တော်တစ်ချက်တစ်ချက်အင်တာနက်ကမြင့်ပြီးတော့ Telegram တွေတက်တက်လာတယ်အဲ့ဒီတွင်နေအဲ့တော့ကျွန်တော်ဒေါင်းလျှောက်ကြည့်တာဟုတ်ကဲ့ဟုတ်ကဲ့ရှိတော့ဘာမှဘာဖြစ်နေပြီဘာမှဘာဖြစ်နေပြီဘာမှဘာဖြစ်နေပြီပေါ့အဲ့တော့ကြင်းကြင်းနဲ့ကျွန်တော်တို့မန္တလေးရောက်တယ်ပေါ့ဗျာဟုတ်ကဲ့မန္တလေးညနေစာဝန်ရောက်တော့ အဲတဲခုဖို့အတွက်ဟိုတယ်တစ်ခုသွားရှာတယ်။ရှာတဲ့အချိန်မှာအဲ့ဟိုတယ်ကပထမတော့ဟိုတဲလို့ရတယ်ပေါ့။ဟုတ်ကဲ့။တဲလို့ရတယ်လို့ပြောလဲပြောပြီးတော့တက်ပြီးကျွန်တော်တို့အစားအစာပြီးပြန်လဲလာအောင်။ဒီဟိုပေါ့ဓာတ်လေကကြီးကပါအတ်နေတော့ဟုတ်ကဲ့အဆင်မပြေဘူး။အဆင်မပြေတော့အဲ့ဒီအချိန်မှာလဲတရင်ကတက်လာပြီ။တစင်ဦးကတက်လာတာ။ဘာတက်လာလဲဆိုတော့မန္တလေးနဲ့နေပြီးတော့ လေဝင်နေပိတ်လိုက်ပြီဆိုအဲကျွန်တော်ခီးကြအော်တိုပြတ်သွားပြီပြတ်သွားကျွန်တော်ကသူတို့ကလည်းမနဲ့အော်တိုနဲ့ကြီးတာကြီးတာပြူလိုက်ကြီးတာပြူလိုက်အဲကျွန်တော်လည်းဟိုတတိယရလိုက်မရလိုက်ပေါ့အဲနဲ့ကျွန်တော်ကဒီနားတဝိုက်ပဲမကိုတဲတဲ့ဒီဟိုတယ်တဝိုက်လောက်ပဲကိုကတည်တာတော့အဲနဲ့ဆိုင်ပြီးတော့ကျွန်တော်သူတို့ပြောတယ်သူကအဲ့မှာတဲလို့မရနဲ့ဒီမြို့ဟိုတယ်လိုက်ချာမယ်ဆိုမန်းလေးတစ်မြို့လုံးမှာဟိုတယ်တွေကမီဒီယာလည်းမှောင်မဲနေအဲ့ကြောင့်မှောင်မဲကြောင့်ဘာမှမသိရလေအဲ့တော့ဟိုဘယ်လိုခေါ်မလဲအဲ့ချိန်မှာအဲ့နေ့မှာမန်းသတိမှာကျွန်တော်ကဟုတ် ဘေးဆုံးကြတော့ကျွန်တော်တို့တခါတည်းပြောလိုက်တယ်ဟိုတယ်လိုက်ဆိုင်နန္ဒညီလေးလို့ကိုကြီးရန်ကုန်ဟိုပြန်မယ်ပေါ့နော်နေပြီးတော့ပြန်မယ်လို့ပြန်ပြီးသွားလို့ရှိရင်တော့ဟိုဒါလည်းသွားလို့မရတော့ဘူးလေဟုတ်ပြန်မယ်ဆိုတော့မှမန္တလေးမြို့ပတ်ကြည့်တာအဲ့မှာရင်ထဲမှာတော်တော်ခံစားလိုက်ရတယ်ဟိုအဆောက်အဦတွေဟိုပြူကြတာတွေကားတွေပြိနေတာကားမီးထိုးလိုက်တာနဲ့မြင်နေရတာဟုတ်ကဲ့ဟိုလမ်းသွားလဲဟိုလမ်းပိတ်ထား ဒီလမ်းသွားလဲဒီလမ်းပိတ်တာအဆောက်အဦများသွားနဲ့စိတ်မကောင်းအဲ့ဒါစိတ်မကောင်းတော့ပြန်လဲတော့အဲ့မန္တလေးကနေဟိုကျွန်တော်တို့ရံမုံမက်ထွက်တဲ့အမြန်လိုင်းကြီးဆိုတော့အဲ့နာမှာဂရိဝေါ်ကြီးလေးတွေ့ခဲ့တယ်အဲ့အဲ့နေရာပဲ28ရက်နေ့မှာအဲ့မှာပဲအဲ့မှာပဲကျွန်တော်ကဘာပြတ်မတက်ပဲစိတ်ထဲတော်တော်မကောင်းအဲ့နဲ့ဖြစ်ချင်တာဖြစ်ဆိုပြန်မယ်ဆိုပြီးကျွန်တော်လမ်းဟောကနေပြန်တာဟောပြန်ပြီးတော့လမ်းမှာလဲပြောရမယ်ဆိုရင်ကားတစ်စီးတည်းပဲရှိတဲ့လောက်ရှားတာပေါ့ဟော အာနဲ့ကျွန်တော်တို့ရောက်အောင်ပြန်တယ်ပြန်တော့ရောက်တယ်ရောက်တဲ့အချိန်မှာကျွန်တော်ကဟိုပါဗောအဲ့ရမတိုင်ခင်မှာဗောနော်ဟိုဒီအလှူနဲ့ပတ်သက်ပြီးတော့ဗောနော်အလှူနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟွာရီလူခဲ့ပါတယ်ရေခက်2000လောက်လူဖြစ်တယ်ရေရေရေဘူးရေတောက်ရတော့ဗောအာပြီးတော့နောက်တစ်ခါကျတော့ဟိုဒီဘူးခွဲဘတ်တို့ခေးအိမ်ကအဲ့ရတော့ဝန်းနဝန်းနနားသူကသူကပြီးပြီးတော့ဆိုတော့ ဝင်နှမ်းမြို့လေသူတို့ပဲအများဆုံးခံရတာအဲ့တော့ကြောင့်အဲ့ဘက်မှာကျွန်တော်တို့တချို့ကျွန်တော်မိတ်ဆွေရဲ့တမီးရဲ့တငယ်ချင်းလေးတွေခလေးလေးတွေလေဟုတ်90 70 70 70ပြည်တီတာရှိတယ်အဖိုးကြီးဖွားကြီးတွေရှိတယ်အဲ့တော့ကျွန်တော်နိုင်ရည်တွေကျွန်တော်ကူညီတယ်ပေါ့ဗျာတက်နိုင်လောက်ပေါ့နာသိန်းမှာပါမယ်တသိန်းမှာပါမယ်ပေါ့နော်အဲ့လိုဦးကြီးရဲအချို့ပြီးတော့နောက်ထမင်းကျွန်တော်တပည့်ရင်းနဲ့ကျွန်တော်ဟိုထမင်းဘူးသွားဝေတာတွေရှိတယ်ဟုတ်ကဲ့ ဓိကတော့ရေရဲ့အဲသမင်းရဲ့ပတ်ဆိုင်ရဲ့လူဖြစ်ပါတယ်အဲ့အဲ့အဲ့ဒီကလာတော့အဲ့ရေပေါ့အဓိကကိုရေတော်တော်ဖြစ်တော့ရေကျွန်တော်ကကန်ကောင်းတာဒီသက်ဆက်ပြတ်သွားတာကန်ကောင်းတော့ရေမာတာမရတဲ့အချိန်မှာကျွန်တော်ကဟိုမြန်မာမတ်စွာဒါမိတ်ဆွေပေါ့နော်ဟုတ်ကဲ့သူတို့လှမ်းမာတာလှမ်းမာတဲ့အခါမှာသူတို့ကလည်းตัวปายชินโกไรဖြစ်နေတော့ဗျာဟုတ်ဟိုออร่าတင်မိလာလိုက်မှာဆိုတော့ကျင်းနေပြီလေဒီနေ့မှာမနေ့ပိုင်းရောက်တာပဲဟုတ်ကဲ့ဟုတ်ตัวปายชินဆိုတော့ အဲအဆင်ပြေတာကိုရေကျွန်တော်ဒီမှလူတာဒါနေရတဲ့ရည်သိမ်းဟိုကျွန်တော်မှမှာလား20လီတာဘူးဘူး20ပဲရမှာဆိုဟာ50တော့ပြေးပါဗျာတော်တော်100 150မှာတော့နော်50တော့ပြေးပါဆိုတော်တော်မှတောင်းမှာဘူး50ရတာအဲ့ပထမဆုံးစတူတူချင်းနေမှာအဲ့နောက်မှပုံမှန်150လောက်100လောက်အဲ့လိုပုံမှန်လေးရလာတာကျွန်တော်ပြန်မြို့ဗောနော်ကျွန်တော်ရဲ့ဟိုဟာကျွန်တော်ရဲ့ဒါရင်ထဲမှာပီတိဖြစ်ဆုံးအလူလေးရတော့ကျွန်တော်29ရက်နေ့မနေ့မိုးလင်းတာနဲ့ ကျွန်တော်မနက်၄နာရီကျော်မှပြန်ရောက်တာဟုတ်ကျွန်တော်သိပ်မအိပ်ဘူးကျွန်တော်ဟွာလောက်10နာရီလောက်ကြတော့9နာရီပဲ10နာရီတော့ကျွန်တော်ထပြီးတော့အကုန်ရေဒီဒုက္ခရောက်နေတဲ့အချိန်ဟုတ်အဲ့မှာတချို့ကြတော့လေဗျာကျွန်တော်အမုန်းဆုံးပေါ့ခက်ပြတ်တထေးလောက်တဲ့လူတွေကျွန်တော်အမုန်းဆုံးဟုတ်ကဲ့အဲမယုံမရှိနဲ့ကျွန်တော်ဒါအဲ့လိုမျိုးရလို့ကတော့ကျွန်တော်အဲ့လိုဆိုင်နေဘူးလေကျွန်တော်ဒါဥမာပေါ့ဗျာအဲ့လိုပြည်သူတွေပေါ်မှာမတရားအဲ့လိုဈေးတင်ရောင်းတဲ့လူတွေ နှိတ်ကုတ်ကမဲ့လူတွေလိုက်ရှာပေးပါဆိုတော့ຢာလူမျိုးຢာလို့ကတော့တာဝန်လေးຢာလို့ကကျွန်တော်လိုက်တယ်လိုက်ပါဟောကျွန်တော်အဲ့ဒါအမုန်းဆုံးဗျာရှင်းဆုံးပြောရင်ဗျာဟိုဘယ်လိုခေါ်မလဲဒုက္ခရောက်နေတာဗျာဟုတ်တယ်ကိုယ်နိုင်ငံသူသားကိုယ်နိုင်ငံသားတွေပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်ဗျာအစမတန်တင်တော့တချို့ဗျာဟိုပုံမလင်းပြောရင်ရေဆက်ရေဆက်ပြတ်သွားတာကိုရေမှုတ်တာကိုတနာကြီးဘလောက်တော့အဲ့လိုတောင်းလိုက်ဟုတ်တယ်ဟုတ်တယ်မလောက်ပါဘူးလေဗျာနောက်ဆုံးသီးသာတက်သွားတာအိမ်ငါး နေစာမရှိတော့လေနေစာမရှိတဲ့သူတွေကတိုက်ဖို့ကသူတွေဆင်းလာတယ်အိမ်ငါးတွေလိုက်ငါးတယ်အိမ်ငါးစိတ်ကလည်းအခုဒါ7သိန်းလောက်ဖြစ်သွားပြီအရင်တော့3သိန်းငါ4သိန်း5သိန်းအခု7သိန်းအဲ့လောက်ဖြစ်သွားတယ်အဲ့လိုသူတွေကြဘလို့ဘလို့ဘလို့လုံးရမလို့နော်နောက်တစ်ခုကအဲ့လာနဲ့ကျွန်တော်ရေကိစ္စတော်တော်လေးပြဿနာအကြီးကြီးတက်နေတယ်မီးမရှိတဲ့အတွက်မီးတွေလည်းပြက်ထားတဲ့အတွက်အဓိကရေစုပ်ဖို့အတွက်မီးဆက်လိုပြီဟုတ်ကဲ့မီးဆက်လိုတော့မီးဆက်ကလေးလိုက်ဝယ်ကြည့်တယ်မှ7သိန်းခွဲတော့10သိန်းတော့ ရေမော်တာကိုမမနိုင်နဲ့ဟာလေ။အော်ပြီးပဲလဲနေတာ။ကွန်ပရက်ဆာကိုမနိုင်ဘူး။အဲ့ဒါကျွန်တော်ဖြည့်နေတာလိုက်ရှာကွာလို့ဘယ်လောက်ပေးရပေးရဆိုအဲကျွန်တော်90နဲ့5သိန်းလောက်တော့ကြာတယ်။ဟုတ်ကဲ့။အဲ့ဒီမီးဆက်တစ်လုံးကိုကျွန်တော်ဝယ်လိုက်တယ်။ဝယ်ပြီးတော့မှကျွန်တော်အဲ့ဒါနဲ့အဲအိမ်မှာလဲရေတင်တယ်ပေါ့ဗျာ။ဟိုကငားလဲလိုက်မောင်းပေး။ဒီကငားလဲလိုက်မောင်းပေးနော်။အဲ့ကုသိုလ်လေးကတော့ရပါတယ်။ဘာမှမလို့စီထက်ကိုယ့်အထက်ကိုယ့်မောင်းမောင်းတာပေါ့စီတော့သူတို့စီတော့သူတို့ထက်မထက်ဘူးထက်ဘူးလက်ကိုပဲကျွန်တော်စီထက်ပြီလေထက်ပြီ အဲ့တချို့ကြတော့မီးစက်လဲဆိုင်တယ်မီးစက်လဲဆိုင်တယ်ဟုတ်တယ်မအိုက်တိုင်းလည်းလုပ်ပြီးအချို့ကြတော့ဟိုရုပ်ကလေးလေးတွေကဟိုဆိုင်ကယ်ထဲထဲတဲ့စီဘူးလေးတွေနဲ့အချို့တဘူးနဘူးပြလှူတဲ့လူတွေရှိတယ်အဲ့တချို့အားကြောင့်ကျွန်တော်မယူပါဘူးကျွန်တော်တပည့်တွေကယူလာတာပေါ့နောက်ဘုံအနှစ်ဘူးလားသုံးဘူးလားမျိုးရှိတယ်ပြီးတော့နောက်ဘုံလေးနဲ့တချို့ပြန်ပြီးတော့သူ့မိတ်ဆွေရှိကတောင်းပြီးတော့ဒီဇယ်ဆိုတော့လေအဲ့တော့ကျွန်တော်အိုက်နှစ်ရက်သုံးရက်တွင်းအောင်အရေးကုတူကတော့အများဆုံးပဲလေဟုတ်ကဲ့ဟုတ်ရေဘူးလေး2000လောက်လူရတယ် ဒီဟာလေးလေးလိုက်ပြီးတော့လုံနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ဒါလေးပါပြီးတော့နောက်တစ်ခုအာဒီမှာကျွန်တော်စုံစမ်းကြည့်တဲ့အခါမှာဒီယာယီတဲလေးတွေထဲမှာလေဘဝလေးတွေလိုတယ်လို့ကျွန်တော်ပြောတယ်တာဝန်ရှိတဲ့လူတွေอ่ะပေါ့နော်ဆိုလာမီလုံးလေးတွေအာဆိုလာမီလုံးလေးအဲ့အတွက်ကိုကျွန်တော်ကျွန်တော်တပည့်တွေတချို့အလူခံတဲ့အလူခံတဲ့လူတွေရှိတဲ့အော်ကျွန်တော်အလူခံခွင့်တောင်းတယ်ကျွန်တော်ဥက္ကရာဖြစ်တဲ့အတွက်ကျွန်တော်အလူခံခွင့်တောင်းတော့ကျွန်တော်ကတစ်ခုပဲပြောလိုက်တယ် ပျော်ရွှင်မှုတွေကျွန်တော်ကျွန်တော်ပြောလိုက်တာပေါ့တီဆိုဖြော်ပြတာတွေဒီလိုမျိုးသူများအနောက်ရှက်ဖြစ်မဲ့ဟာမျိုးဥမာတချင်းဖွင့်ဆိုတာတို့စက်ဖွင့်တာကျွန်တော်ခွင့်မပြုဘူးဒီတိုင်းပဲအလူခံရတဲ့လောက်ပဲအလူခံရတဲ့ဥစ္စာကိုကိုယ့်ဘာကိုစီးနေစနစ်နဲ့လိုအပ်တဲ့နေအောင်လူကျွန်တော်လည်းပတ်စံလာမပြီးနဲ့လာမအဲ့ဒါကျွန်တော်ပတ်စံလည်းမကင်ဘူးကျွန်တော်ပတ်စံမကင်တတ်ဘူးဟုတ်ကဲ့ဟုတ်ပတ်စံကင်လို့ရှိရင်နည်းနည်းလေးသူများတွေကဟိုမှာမခံဘူးဒီပြိုက်တာဆိုတော့ကျွန်တော်အခုမှလောက်တာမဟုတ်ဘူး ဟိုကျွန်တော်73နှစ်သားလောက်တည်းကကျွန်တော်ဝါသနာပါပြီးလုတ်ခဲ့တာလေဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကြောင့်ဟိုနာမည်လည်းမကြည့်ချင်ဘူးဟုတ်ကဲ့အခုလှူတာလည်းကျွန်တော် line မလည်းမတင်ဘူးဟိုကိုတင်လိုက်တာကိုတာတို့ခေါ်မဲ့လို့ရှိတယ်လို့ကိုတင်လိုက်တာကိုမရဲယူမဲ့မရဲယူမဲ့လို့လည်းရှိတယ်အဲ့တော့သူတို့လည်းငရဲမပေးချင်ဘူးကျွန်တော်ကျွန်တော်ပိုင်တော့အေးစစ်စစ်နေတယ်ကျွန်တော်လှူတာကိုကျွန်တော်ကိုယ်ဆောင်နဲ့တီးဖို့ရည်ကြီးတယ်တွေ့တယ်ဘို့ line မှာဘာမှမတွေ့လို့ကျွန်တော်လည်းအဲ့ ကိုရင်းတော်ကြီးဖုန်းဆက်အောင်ပဲတော့ဒီနောက်တော့လုံးဝသူသူတခုခုတော့လုံနေပါပဲညီတို့ကညီတို့လုံနေလေလုံနေလုံနေအဲ့ဒါတော့မနေနိုင်ဘူးဘာလို့လဲဆိုတော့သူများလို့မှမဟုတ်တာတခုပြစ်မှလူတာမဟုတ်တာကျွန်တော်တော့ကနေတိုင်းအလူရှိတယ်ဟုတ်ကဲ့ဒါဘယ်သူမှညင်းလို့မရတယ်လို့ဘာမှလူတွေမလူရအောင်ကျွန်တော်ခွေးတွေကိုလမ်းမမှာအမစိတ်ရွတ်တွေဝယ်စိတ်ရိုးတွေဝယ်အဲအကုန်လုံးခုတ်တယ်ပြီးကျွန်တော်လိုက်ကြွေးနေတာပဲအလူကတော့နေတိုင်းရှိတယ်အဲ့တော့ကြောင့်မပူခဲ့အလူတော့လုံတယ်သို့တော့ထင်းထင်းပေါ်ပေါ်ကြီးမလုံချင်းဘူး မလို့ချင်ဆိုကျွန်တော်ဒီမြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်တော့တအိမ်နဲ့တအိမ်ကူးလို့မရတဲ့အချိန်ကျွန်တော်တို့အသက်စွန့်ပြီးတော့ဒီခြုံတုံးပရိုက်တာဆိုရန်ကုန်မြို့မှာစုံစမ်းကြည့်လို့ရတယ်ဟုတ်ကဲ့ဟုတ်ဘယ်သူမှမလူနိုင်တဲ့နေရာတွေမလူဘူးတဲ့နေရာတွေအိမ်တွေလူတယ်ဥမာစိုက်ကားသမားဟိုစိုက်ကားစိုက်အဲ့တော့ကျွန်တော်ကြည့်တယ်အဲ့လူမှုကွန်ရက်အဲ့တော့ Facebook ခေတ်ကတော့ Facebook တော်တော်ကြည့်ရပါတယ်အဲ့တော့တော်တော်လေးလုတ်လုတ်ကြိုင်နေတော့လုတ်ရင်တော့ထဲထဲဝင်ဝင်လုတ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ခုတော့တက်ရွယ်လည်းကြားလာပြီဆိုတော့ ဒါကြီးကျွန်တော်ဘာမှလက်ရရဆိုအခုအသက်ကဘယ်လောက်50နှစ်50နှစ်နှစ်ဟာဘာမှနိုင်ဘူးလို့ကျွန်တော်ကနည်းနည်းလေးကြည့်တော့ဘယ်ခုနှစ်လောက်ရှင်းနေလောက်ခုနှစ်ရှင်းနေလောက်လဲဟုတ်ကဲ့ကျွန်တော်မြင်ပါတယ်ကျွန်တော်ကဟိုတနေ့မှပြက်တယ်လူပေါ့နော်ကျွန်တော် Telegram ကြည့်တယ်ဟာပြီးတော့မြမအတန်းမြောက်တနေ့မှအောင်ကျွန်တော်ကြည့်တယ်ဟုတ်ကဲ့မြောက်ရုံမင်းတန်းညာလည်းကြည့်တယ်မြမအတန်းကြည့်တယ်ကျွန်တော် Telegram ဆိုကျွန်တော်က ဟိုပါဗောနော်ကြောစော Telegram ကြည့်လိုက်ပောက်ကရတင်နေကောင်လေအဲတွေ့တယ်တွေ့တယ်ရုပ်ကကျွန်တော်လောက်တော့မချိုးဘူးမချိုးဘူးတွေ့တယ်တွေ့တယ်တွေ့တယ်ดูอ่ะพงตะลงเนี่ยมาตีตันเดียวเลยสิตีตันเดียวเลยอืมจันทร์เนี่ยไกลเลยสิอะหนูตีตันอ้าไปอ่ะอ้าไปอ่ะสิตะลงเนี่ยเลยจันทร์เนี่ยเราไม่แท้တော့บ่อะတော့อันตรายบาเวไอ้ตะเรนเนี่ยจันทร์ไม่เป็ดปูพี่รออัตแอยยาละในเฉยมาว่ะบ่โดจินสิทธิ์นี่แหละไม่สิอยู่ตะมัดสิทธิ์นี่ไม่สิ ဘာညာအဲ့လိုပဲကျွန်တော်ဖြတ်သန်းခြင်းတယ်အလူခိုင်းလည်းမငင်းပါဘူးသို့တော့အတိုင်းအတာဆိုလည်းရှိတာပေါ့တချို့လိုအပ်တဲ့ဥစ္စာကိုမလုပ်ဖဲနဲ့ဒီနေ့ကလုပ်မယ်ဆိုရင်တော့ဟိုပါပေါ့ကျွန်တော်ကမလူဘူးကျွန်တော်ပြက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဘာလို့လဲဆိုအားတော့နာတယ်အဲ့တခါလေးပြက်သားစရာရှိတော့ဒုံးကြီးပြက်ပလိုက်တာရှိတယ်ပြီးတော့ခုနကိစ္စလေးလည်းစကားဆက်ချင်တာပါအခုတို့ကတရင်နဲ့ပတ်သက်လို့ရမယ်ဆိုရင်လေရေးပြမှာပေါ့ အဲ့ဈေးတင်ရောင်းတဲ့ကိစ္စတွေပေါ့နော်ဟုတ်ကဲ့ပစ္စည်းရှိရတာနဲ့မရှိဘူးဆိုတာလေဥပမာဗျာဒီပစ္စည်းတစ်ခုပေါ့ဟုတ်ကဲ့တန်တစ်ချောင်းမင်းသားပါတော့ဒီတန်တစ်ချောင်းကိုသူတို့ကဝယ်တာတော့150ဟုတ်ကဲ့ပုံမှန်200နဲ့သူတို့ရောင်းနေတယ်ဒါရောင်းနေရောင်းနေရောင်းနေ200ပဲရောင်းနေလေသူတို့ဝယ်တာလည်း150ဒီလိုခင်းချင်းဖြစ်မှ900ဖြစ်တယ်ဆိုတာဒါမတော်လို့ပါမတော်လို့ပါပြီပါအားအားနေကိုကျွန်တော်ကလေလုံးဝမကြိုက်ဘူး တင်းတော့မင်းအားနေတာပဲမင်းအဲ့လိုက်စုံသန်းကွာတီးကြလုံးမကျွန်တော်လုံးမှာအဲ့လိုမမိုးတို့တီးတဲ့လုံးချင်တာကျွန်တော်ဒါတည်းပြောတာလေဟုတ်ကဲ့ဟုတ်ကဲ့ပစ္စည်းမရှိမရောင်းနိုင်ဘူးဗျာကျွန်တော်ပြောတာဟုတ်ကဲ့ပုံွားတဲ့ဒီတော့ရောင်းမေးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့တချို့ဆိုအခုဗျာအခုလက်ရှိအခြေအနေကိုပြောရမယ်ဆိုရင်တို့အတ်သွားတာလေးရှိတယ်အုတ်တိုင်းလေးတွေပြိုသွားတယ်တို့အတွက်လုံခြုံမှုပြန်လုပ်ချင်တယ်ပြန်လုပ်ချင်ဘီလက်မြင်သွားဝယ်တယ်ဘယ်ဆိုင်မှမရောင်းဘူးဝယ်ရှိမယ်ရှိတာမဟုတ်ဘူး ။ဟာတချို့ရှိတာပေါ့။တချို့ကျစိုက်မှမထားပဲနဲ့သူ့ဝင်ပြန်သေးတာရတာကိုရှိရှိမှာပေါ့။ဒါပြောပြရလေ။အဲ့တော့ပုံဆွဲတဲ့လူတွေအနေနဲ့ကလည်းဒါမျိုး မှတ်ထားပါလား။ဟိုဘောနော်။ညောမြန်မာလူမျိုးတွေကအမှတ် မရှိဘူးလေ။ဒါမျိုးကိုမှတ်ထားပြီးတော့အားမပေးနဲ့တော့။မှန်မှန်ကန်ကန်ရောင်းတဲ့လူပဲအားပေးစေချင်တယ်။ဟုတ်ကဲ့ဟုတ်ကဲ့။နော်ဘောဟိုဘောနော်ပညာအရင်လိုပဲလူပညာလုပ်ငန်းတွေဩဒါကြောင့်ပတ်သက်လို့လုပ်ပါဦး ဘာလို့ဘယ်နဲ့နတ်နန်းကတော့၄နှစ်လောက်ရှိပါပြီဘာမှ၄နှစ်လောက်ရှိပါပြီနည်းဆုံး၄နှစ်၅နှစ်လောက်ပေါ့ရုပ်ရှင်လည်းမရိုက်ရအောင်ပေါ့ဗီဒီယိုလည်းမရိုက်ပါဘူးမရိုက်ရအောင်ပေါ့နော်ဘာမှလည်းမရိုက်ရအောင်မရိုက်ဘူးဒါဆိုအင်းစီအိမ်မကြီးရအောင်ပွဲလည်းမကားပါဘူးဒါအိမ်မနေနဲ့ဘောတွေတစိမ့်တွေကြာနေတာပေါ့ဒါဆိုအိမ်မဘာမှမလုပ်ဖ ೇನೆ ကိုအစဲခံတာဘာမှမလုပ်ဖ ೇನೆ ကိုဖြစ်နေအစဲခံနေတာဒါဒီလိုပါပဲဝေကျွေးလေဝေကျွေးဟုတ်ကျွန်တော်တို့အားကြောင့်ပြောရမှာပေါ့ ဟာကျွန်တော်တို့မြန်မာလူမျိုးတွေတချို့တချို့သောသူတွေရပါတော့အကိုတို့စင်းရောင်နေနော်နော်ဖက်ဖက်နေအကိုတို့မပုတ်လည်းမပုတ်ခတ်ဘူးဆဲလည်းမဆဲဘူးလူရလည်းမတွေ့ဘူးသူတို့အင်းစင်းတယ်အဲတောက်တောက်ပြောင်ပြောင်လေးနဲ့နေကြည့်လိုက်မဟုတ်တာဟုတ်ကောက်သူတို့စပြောတော့မယ်အဲ့လိုပေါ့အခုစိတ်ထဲမကောင်းဘူးတချို့လိုင်းမမှမြင်နေရတာလေငငယ်လုံးနေတဲ့လူတွေဟဟလာဟို ကိုလည်းမလုံနိုင်တကယ်လုံတဲ့လူတွေကိုပုတ်ခတ်နေတာတွေတွေ့ရတယ်အဲ့တော့ကျွန်တော်ခုနပြောခဲ့တဲ့စကားလိုပဲကျွန်တော်သူများကိုအာကုသူမပေးချင်တော့တဲ့အတွက်ကျွန်တော်လှူတာကျွန်တော်သိတယ်ဘူးမသိကြမှာတော့ကျွန်တော်လှူတာကျွန်တော်သိတယ်ဟိုကျွန်တော်စေတနာကျွန်တော်မြင့်တာအကျွန်တော်နဲ့ပေါင်းတဲ့လူပေါင်းမှုတဲ့လူတော်တော်သိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လှူတာကျွန်တော်သိတယ်အဓိကကိုစောင်းတဲ့ဒီဘုံရေးကြည့်တယ်ဖရာဒီဘုံရေးကြည့်ကျွန်တော်သိဖို့ပဲရေးကြည့်တာပဲဘာလို့မှာလဲ ဒါလည်းအရင်ကတော့ကိုယ်တည်းလဲဟိုခြုံတွုံးပလိုက်တာလို့တော့ဆိုတာတဲ့ပြောရလေအလိုက်မော်တွေတင်းနေအာသူများတွေအခြုံတွုံးကြီးဘာဖြစ်တယ်ညာအတနိုင်ကန်လုံးဝဘုံပြုတ်လိုက်ကြတာဆိုတာလေအိုက်ဘူကယ်ရာလူတွေပဲပြန်ဆဲတဲ့လူတွေရှိရှိဟောဒါတော့မတတ်နိုင်ဘူးလေဟုတ်ကဲ့ပါဂျေစုတင်ပါတယ်ကိုရင်းလာဂျေစုဟုတ်ကဲ့ပါကျွန်တော်လမ်းကြုံတွုံးလေးဒါကြုံရခဲ့တယ်ဒါပထမဆုံးကျွန်တော်အင်တာဗျူးလေးယူရတဲ့အတွက်ဂျေစုတောင်းဆိုချင်တာတခုကတော့ဟုတ်ကဲ့ဖြစ်နိုင်ရင်မို့နော် ဒါပြည်သူတွေအတွက်ပေါ့ဟုတ်ကဲ့အဲ့လိုဈေးတင်ရောင်းတဲ့ဟာတွေရှိရတာနဲ့မရောင်းတဲ့ဟာတွေဟုတ်ကဲ့အဲ့ဒါကိုအဖွဲတစ်ဖွဲဖွဲ့ပြီးတော့လေတီးတက်လေးစောင်ရွက်ဖေးစီခြင်းလေလို့ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါလို့အဲ့လိုရှိရင်လဲခိုင်းနေရရှိခိုင်းပါပြန်ပြီးကျွန်တော် public ကိုဖြတ်ချလိုက်ပြောပေးပါဦးနော်အဲ့ဒါ main ပဲဟုတ်ကဲ့ပါဒါနဲ့သူတို့ခင်ဗျာအကုန်လုံးတနေ့လုံးမှတနေ့စားရတဲ့လူတွေလည်းဒုက္ခရောက်နေလေဟုတ်ကဲ့ပါ မယောင်းဆိုတော့လေဟိုဒီဈေးဆိုတော့လေမဝယ်ဘူးလို့လို့မရဘူးလေဟုတ်ကဲ့တို့ဒါဝယ်ရတာပဲအဲ့ကိစ္စလေးပါပဲဟုတ်ကဲ့ပါဟုတ်ကဲ့အားလုံးတော့ပါကျွန်တော်တို့ကတော့ AC ပါဟုတ်ကဲ့ကျေးဇူးတင်ပါ